မင်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာကအကျိုးဆိုပါတယ်ပြည်နယ်ဝန်ကြီးချုပ်ရွှေဘုံမွေစီတီတော်အဝင်လန်းမုံဦးတီဆောင်မီနေရအကြီးစုစစ်စစ်တဲ့တင်းကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်စီးပွားရေးဝန်ကြီးပြည်နယ်ဆိုရဖွဲ့တွင်ရင်းမှုတက်ဆိုင်ရာပြည်နယ်စင်ဌာနဆိုင်ရာများတာဝန်ရှိသူများနေအတူမတ်လ15ရက်နေ့နံနက်9:00နာရီကတောင်ကြီးမြို့ကျက်တီဆောင် ရွှေဘုံမွေစီတီတော်အဝင်လန်းမုံဦးတီဆောင်မီနေရနေရွှေဘုံ ွင့်အတက်လန်းကတ္တရာကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်မိကိစ္စရဲများအားကြည့်ရှုစစ်ဆေးရာပြည်내စီပင်သားရေးဌာနမှတာဝန်ရှိသူများမှရှင်းလင်းပြီးပြည်내ဝန်ကြီးချုပ်ကမအူးများဆောင်ရွက်ရမည့်နေရာတွင်လမ်းဦးကြောင်းကိုအဓိကထားဆောင်ရွက်ပြည့်ရန်လမ်းခင်းရာတွင်လမ်းလမ်းဖြည့်ညှိဆောင်ရွက်ပြည့်ရန်မှာကြားခဲ့ပါသည် ထို့မှတစိန်ပြည်နယ်ဝန်ကြီးချုပ်နေအဖွဲ့သည်တောင်ကြီးမြို့ကျက်တီဆောင်ရွှေဘုံပွင့်စီတီတော်လုံတော်ပြေရွှေတင်ငန်းစက္ကန့်နိုင်ရေးအတွက်စီတီတော်အားတစ်ဆေးစက္ကန့်ဆောင်ရွက်ပစ္စည်းမှုနှင့်တဘာဝဘေးဒဏ်များမှကာကွယ်နိုင်ရန်အတွက်ကြီးစုစစ်ဆေးခြင်းများရွှေဘုံပွင့်စီတီတော်ပဒနာကုန်းအတွင်းရှိတန်စကားများပြန်လည်စေတုံနိုင်ရန်ပြုပြင်နေမှုအားကြီးစု၍တာဝန်ရှိသူများအားလိုအပ်သည်များဖြည့်ဆွတ်မှကြားခဲ့ကြောင်းသိရှိရပါသည်၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နေအဖွဲ့သည်ရွှေဘုံပွင့်ဖျား တက်လန်အစင်လန်ဖရားလန်စုံမှာရေထွက်ဦးနေလာလန်စုံအထိလမ်းပိုင်းအား AC အစစ်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မိနေရနေမြားစေးတောင်ဖရားမုံအနီး SQ အစစ်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မိနေရအားတာရောက်ကြည့်ရှုရာလုပ်ငန်းဆောင်ရွက်မိကိစ္စရများကိုပြည်내စီပင်သာရေးဌာနမှာတာဝန်ရှိသူများမှရှင်းလင်းရာပြည်내ဝန်ကြီးချုပ်ကလျှာထားချက်အတိုင်းဆောင်ရွက်ရနေတန်ဖိုးလုပ်ငန်းမပြောင်းလဲပဲနေရာပြောင်းရွှေ့ဆောင်ရွက်ပေးကြရင်ဖြည့်ဆွတ်မှာကြာ၍လုပ်ငန်းဆောင်ရွက်မိလက်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရပါတယ်။ဒီနောက်2025-2026ဘဏ္ဍာရေးနှစ်တွင်တောင်ကြီးမြို့ရေထွက်ဦးလန်းနေလာလန်းမှရန်ကြီးအောင်လန်းအထိစောင့်ရွက်ရန်လျားထားသည့်လုပ်ငန်းများရေထွက်ဦးလန်းနေလာလန်းဆောင်မှပညာဘောတိလန်းရေထွက်ဦးလန်းဆောင်မှဘူဆန်လန်းခွေအထိ AC ခင်းကျင်းလုပ်ငန်းနှင့်ဆက်ဆက်လုပ်ငန်းများနှင့်ပတ်သက်၍ပြည်내စီပင်သာရေးဌာနမှဒုတိယအင်ဂျင်နီယာမှုကြီးဦးညီတန်မှရှင်းလင်းရာပြည်내ဝန်ကြီးချုပ်ကလန်းကိစ္စရပ်များနှင့်ပတ်သက်၍လိုအပ်သည့်များ ြည့်စွမ်းမှကြားခဲ့ကြကြောင်းသိရှိရပါတယ်။